ားလုံးပဲအင်္ဂလာပေါင်းနေပြည်စုံကြပါစေဒီနေ့တကယ်ရင်းလို့တော့ကို sharing လုပ်ဖို့တော့တော်ပြီးတော့ယူလာတဲ့ဇလန်းတစ်ပုဒ်ရှိတယ်အဲဒီဇလန်းတစ်ပုဒ်ကတော့ကျွန်တော်မိတ်ဆွေပြီးတော့တဲ့ဗီဒီယိုမှာကျွန်တော်ပြောထားတယ်အာသူကကောမလေးတယောက်သူ့ရဲ့ရည်စားပေါ့နော်သူ့ရဲ့ရည်စားသူ့ကိုဆေးလုံးလိုက်တဲ့သူက သူကစေုံပေါ်ရောက်နေတယ်။အားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဆေးလုံးတဲ့ကိစ္စကိုကျွန်တော်နည်းနည်းလေးစိတ်ဝင်စားနေလိုက်ပြီးတော့လေ့လာနေစုံစမ်းနေစုံစမ်းနေတော့မေးမြန်းနေမေးမြန်းပြီးတော့အခုတိခဲ့ရတဲ့အာအတိတရားလေးပေါ့ knowledge လေးကိုအာကိုယ်တငယ်ချင်းတွေကိုကျွန်တော်ဒီနေ့မျှဝေလိုက်မယ် တော့ဒီစကားကိုပြောတဲ့အချိန်မှာကြိုပြီးတော့ကျွန်တော်တောင်းပန်နေမေတ္တာရပ်ခံပါတယ်တချို့စကားလုံးတွေကနည်းနည်းကြမ်းတမ်းတယ်ဟိုအဲ့ဒါကြောင့်ကျေးဇူးပြုပြီးတော့ဒီခံခွဲလို့နားလည်ပြီးတော့နားထောင်ပေးပါလို့နော်တော့ပလေးလို့ဆိုရင်တော့နာစီကန်ကန်လို့ပြောတယ်နာစီကန်ကန်ရဲ့ဒီဘရာတော့မိမားတွေရဲ့မတန့်စင်တဲ့အရင်နဲ့ ချက်ထားတဲ့သမင်းပေါ့ဗျာအလွယ်ပြောရင်တော့နော်အစည်းဆိုတော့သမင်းကံကံဆိုတော့မိမရဲ့ခန္ဓာရဲ့အရင်နဲ့မိမဖို့ကထွက်တဲ့အရင်နဲ့ချက်ထားတဲ့သမင်းအဲ့တော့စီကံကံလို့ခေါ်တဲ့အဲ့ဒီနာစီကံကံကိုမလေးရှားတို့အင်ဒိုနီးရှားတို့မှာရှိတဲ့အမျိုးသမီးတွေလင်ပူမိပြီဆိုရင်လေယောက်ျားတော့နောက်မိမနောက်တော့နေပြီတို့ဒါကအီးစားက တခြားကောင်တွေသွားနေပြီလို့တခြားကောင်မှတော့လိုက်နေပြီလို့အဲ့လိုမျိုးအခြေအနေတွေမှာမိမတွေကလမ်းလွဲကိုလွယ်လွယ်လေးလိုက်ရွေးချယ်ကြတယ်အဲ့လိုအောက်လန်းနေတလန်းနေအသက်ပညာတွေနဲ့လုံးကြတယ်နော်အဲ့ဒါတွေကိုကျွန်တော်ကအခုဒီနေ့သွားတယ်မိမျိုးစုံစမ်းလို့ရတဲ့အောင်ကိုငယ်ချင်းတို့ကိုကျွန်တော်ပြန်လဲပြီးတော့မျှဝေမယ်အဲ့တော့ဘယ်လိုအခြေအနေတွေမှာမိမတွေဟာ ်များတော့အဖြစ်ဒီနာစီကံကန်းကိုလှုပ်လဲဆိုရင်ကိုယ့်ရဲ့လင်းယောက်ျားနောက်မီလင်းသွားတာတော့ကိုယ့်ရဲ့လင်းယောက်ျားကိုအရန်ရိုင်းနှက်တာတော့ကိုယ့်လင်းယောက်ျားကိုကိုယ်ဩဇာမညောင်းတချို့မိန်းမတွေကတော့ဗျာဘောင်းမမဟုတ်ပဲလင်းယောက်ျားအနိုင်လူချင်းနဲ့မိမတွေလှုပ်ချင်လှုပ်ပါဘောနော်ဒါတော့မသိဘူးဒါပေမဲ့ဒီနာစီကံကောင်းအဓိကလှုပ်တဲ့အောင်လန်းဆရာတွေဒီအမျိုးသမီးတွေများတယ် မျိုးသမီးဆုံးအသက်လိုက်လိုက်စားတဲ့လူတွေမျိုးသမီးအွန်လိုင်းပညာအသက်လိုက်တဲ့ဟာတွေအဓိကအဖြစ်လုံးတယ်အဓိက population ဘယ်မှာအများဆုံးတာတွေလုံးလဲဆိုရင်အင်ဒိုနီးရှားဘက်ကလုံးတယ်သူမလေးရှားမှာလည်းတချို့တွေလုံးတယ်အဲ့တော့အခုကျွန်တော်လေးလာစုံစမ်းလာတယ်အဲ့ဒါကတော့ဒီနစီကန်ကန်ကိုဘယ်လိုလုံးတာလဲမျိုးသမီးအောက်လန်းဆီယာမှာကာနာစီကန်ကန်ကိုဘယ်လိုလုံးတာလဲဆိုတော့ကျွန်တော်သိကျင်တယ်သိကျင်တော့ကျွန်တော်အင်ဒိုနီးရှား မျိုးသမီးတယောက်ကျွန်တော်နဲ့မိတ်ဆွေပေါ့မျိုးသမီးတယောက်ရှိတယ်ကျွန်တော်သူ့ကိုတွားပြီးတော့ကျွန်တော်မိမဲဆုံတဲ့သူကတော့သူ့ရဲ့နာမည်တွေသူ့ရဲ့မျက်နှာတွေပဲပေါ်ပြခိုင်းဘူးသူကတော့ကျွန်တော်ကိုပြောပြတယ်ဒါကိုဘယ်လိုလုပ်တယ်လဲဆိုတော့ဘာဖြစ်လို့လဲဆိုတော့သူ့ပွင့်နေလင်းပြောရရင်သူကိုယ်တိုင်တစ်ချိန်တုန်းကအဲ့ဒီလမ်းလွဲကိုလိုက်ခဲ့ဘူးတယ်အဲ့တော့သူ့အနေနဲ့ကျွန်တော်ကိုရှင်းပြတယ်ပြောပြတယ်အဲ့တော့ကျွန်တော်ပြန်လဲမြောက်ပြီ ။အစီကံကောင်းကိုလုပ်ဖို့တော့ကိုနံပါတ်1အရင်ဆုံး online ဆရာမရှာတယ်။ဟောဒီကိစ္စဆရာတွေလုပ်ခဲ့တယ်။ယောက်ျားလေးဆရာတွေလုပ်ခဲ့တယ်။ဆရာမတွေလုပ်များတယ်။ online ဆရာမရှာတယ်။ရှာတော့ online ဆရာမတွေးပြီးဆိုရင်ကိုယ့်ရဲ့ပြဿနာကိုရှင်းပြတယ်။ကိုယ့်ရဲ့ပြဿနာကဘာလဲဆိုတော့ယောက်ျားကကိုယ့်ကိုရိုက်နှက်နေတာ၊နိုင်ထစီနေလုံနေတာလား။ဟောယောက်ျားကတော့နောက်အိမ်တော်နောက်မီးလင်းနေတာအောင်နောက်ရောက်မိမနောက်ကိုတွားနေတာလား။ ချောက်ဖုံနေရလားဒါမှမဟုတ်ယောက်ျားကတချို့ယောက်ျားတွေရှိတဲ့နှစ်ပိန်လေးနှစ်ပိန်လေးသောသဘောပေါက်လားမိမလည်းယူတယ်ကိုကိုယ်တိုင်လည်းအပြင်မှာဂေးပြင်နေတယ်သဘောပေါက်တယ်နော်ကျွန်တော်ပြောတဲ့စကားဒီချမ်းသာဆုံးမိမလည်းရှိတယ်အိမ်ပြလာရင်မိမနဲ့လင်ကမ်းမရကန်လင်မယားနေတယ် အပြင်မှာလည်းတိတ်တိတ်ပုံယောက်ျားယောက်ျားချင်းလှုပ်တယ်အဲတော့ तू ကဘာတွေလဲတော့ကျွန်တော်လည်းနားမလဲဟုအဲလိုမျိုးတွေဇလန်းတွေရှိတယ်ဟောဘယ်သူကခံပါလဲမသိဘူးအဲလိုဇလန်းတွေရှိတယ်တချို့ယောက်ျားတွေဒီအိမ်မှာမိန်းမကိုပြန်လာပြီးရင်မိန်းမနဲ့နေတယ်လို့အပြင်မှာလည်းတခြားအကောင်နဲ့နေတယ်အဲတော့မိန်းမတွေလည်း ို့ယောက်ျားနဲ့နေသလိုအပြင်မှာလည်းတခြားယောက်ျားနေနဲ့ဇာလန်းတွေရှိတယ်အဲ့ဒါအဲ့ဒါမျိုးတွေအဲ့ဒီလိုပြဿနာတွေဖြစ်လာပြီးတယောက်ကိုတယောက်ဟိုရင်းတွေဖြစ်လာပြီးဆိုရင်များတော့အဖြစ်ပဲဟိုတော့ကြတယ်သူတို့နံပါတ်၁လောက်တော့ကဒီအွန်လိုင်းဆရာတွေစီတွားတယ်အွန်လိုင်းဆရာမတွေစီတွားတယ်တွားပြီးတော့ဒီကိစ္စကိုကျွန်မကိုဘလို့ဘာလို့ဝေးပါညာလို့ဝေးပါလို့တွားပြောတဲ့အချိန်မှာအဲ့ဒီအွန်လိုင်းဆရာမကအသက်ပညာနဲ့စီရင်ပြီးတော့စီတမျိုးကိုပေးတယ် တော့ C C တမျိုးပေးလိုက်တယ်အဲ့တော့အဲ့ဒီ C ကအဓိကအဲ့ဒီ C ကဘာ C လဲကျွန်တော်မေးတော့အဲ့ဒီ C ကလူတေရဲ့ခန္ဓာကထွက်တဲ့အစီလူကိုမီးရှို့ရင်ထွက်တဲ့အစီဟောဒီစီရဖို့ဘယ်လိုလုပ်ရလဲအဲ့တော့လူတေကကျွန်တော်တို့ ਨੇ အင်ဒိုနီးရှားတို့မလေးရှားတို့မှာလူတေက တေးမြေမြုပ်တာလေးရှို့တဲ့မီးရှို့တဲ့သုံးဆန်းစင်လာနေတယ်လေအဒီလူတေးရဲ့စီကိုဘယ်လိုလုပ်တာလဲဆိုတော့တေးလုံးမြေမြုပ်ပြီးွားပြီဆိုတော့လည်းခုနှစ်ရက်မပြည့်ခင်ပေါ့ဗျာမပုတ်ခင်ပေါ့ဗျာတဘောကတော့အမြန်သွားပြီးတော့လီးပြီးယူရတယ်စီကနှမျိုးရှိတယ်စီတမျိုးကအာယောက်ျားလေးဆရာလေးများတော်ဖြင့်ယူတယ်နောက်စီတဲ့မျိုးကတော့မင်းကလေးဆရာတွေများတော့ဖြင့်ယူတယ်အဲ့တော့ယောက်ျားလေးဆရာတွေများတော့ဖြင့်ယူတဲ့စီကတော့ မိညာဂျန်ကိုဆိုတာဒီနေရာတခုကျွန်တော်ဒီမှာဆိုကျွန်တော်ဆိုရင်အစီရှိတယ်တဘောကျွန်တော်တေဝါရင်ကျွန်တော်မြုပ်ပြီးသွားလိုက်ရင်အောင်လန်းဆရာကသိရင်လာပြီးတော့ဒီနေရာကိုဝိုက်ပြီးလှီးပြီးတော့ဒီကအစီဒီအစီတုံးကိုသူယူသွားမယ်သူစီချက်ပြီးသွားရင်အဲ့ဒီစီနဲ့သူအောင်လန်းပြည်နယ်နဲ့ပေါင်းပြီးတော့ရှာဇာအာဇာဟိုမှာလူတယောက်ပြကျွန်တော်စကားပြောဟိုလိုဖြစ်နေတယ်ဆိုပြီးပြ ဟိုကောင်မကိုနင်းတော့ပြောလိုက်ရောဒီစီတော့ဝါလိုက်ဒီလိုပြောလိုက်မင်းတော့ပါလာမယ်အဲအဲ့လိုမျိုးကျွန်တော်ပတ်စံလိုချင်တယ်ချီးချင်တယ်ဟုတ်ပြီဒီမှာပါးစပ်မှာဒီစီတော့လိုက်တော့လိုက်အဲ့ဒီကောင်ကိုလက်ကလေးနဲ့တော့လိုက်အဲ့ဒီစီနဲ့တော့လိုက်တော့ပြီးတာနဲ့ငါ့ကိုပတ်စံပေးစမ်းဟောအဲ့လိုမျိုးပေါ့မိမတွေဆိုရင်လည်းပါးစပ်မှာတော့လိုက်အဲ့စီနေပဲအဲ့မိမကိုတုတ်လိုက်တုတ်ပြီးရရင်ကိုပြောလိုက်အဲ့မိမကကိုပြောတဲ့စကားလုံးကိုတခါတည်းကြာနေရမယ် အဲ့ဒီလိုမျိုးအောင်လန်းအတက်တည်နေသူတို့လောက်ဖို့အတွက်ကိုအသုံးပြုတယ်စီတစ်မျိုးထွက်တယ်စီတစ်မျိုးဒီမိညာဂျန်ကိုဆိုတာဒီကထွက်တဲ့စီနောက်စီတစ်မျိုးဒီမိန်းမရဲ့မိန်းမဖို့ရဲ့အထက်စီခုံအရိယာနေပြီးတော့အထက်ချက်အောင်အဲ့ဒီပါဝင်ခြင်းမှာရှိတဲ့အစီအဲ့ဒါကိုလီးပြီးတော့ယူရတယ် အဲ့တော့အတူပါချလို့မြေမြုပ်ပြီးတော့ပြန်သွားပြီဆိုရကြရင်ဒီတင်အဲ့ဒီဆရာတွေကတင်ကြိုင်းဆောင်နေတယ်အဲ့လိုပဲပေါင်းသိပြီးတော့တို့တို့တို့ညီးပေါ့ဗျာဒါကတော့တို့တို့တင်ကြိုင်းဆောင်တဲ့မှာပေါင်းခွင့်နဲ့လည်းအဒီအယူဘလို့လီးဖို့မလဲဘလို့လီးမဟုတ်တယ်အဲ့တော့တို့ညီးတို့ဟန်နေရှိမှာပေါ့တို့ယူတာပေါ့ဗျာယူပြီးသွားရင်တို့အဲ့ဒါကိုမီးဖုတ်ကျင်ပြီးရင်စီထုတ်ပြီးသွားရင်အဲ့ဒီစီနဲ့စောစောအော်လန်ပညာနဲ့ပေါင်းစည်းပြီးတော့ စီနှမျိုးထွက်လာတယ်စီတစ်မျိုးဟာယောက်ျားလေးတွေတုံးတဲ့အားရရှာရစီရဲ့နောက်တစ်မျိုးကမိန်းမတွေတုံးတဲ့အဲဒီနာစီကံကံလို့တဲ့စီအဲ့တော့အခုကျွန်တော်ပြောမှာကဒီစီအကြောင်းဟာဒီစီရနှမျိုးထွက်တယ်ပြောပြီးပြီအဲ့တော့နာစီကံကံလို့တဲ့စီကိုမိန်းမတွေဘလို့အုံးချလဲလဲနာစီကံကံလို့တဲ့စီကိုမိန်းမဘလို့အုံးချလဲဆိုရင် ကိုကသွားပြီးတော့အဲ့ဒီအောင်လန်းဆရာမကိုမိမိရဲ့အမျိုးသားကိုကိုပါလုံးချင်တာလဲသွားပြီးတော့ပြောလိုက်ရင်အဲ့ဒီဆရာမကသူ့ရဲ့အသက်ပညာနဲ့ဟောမအမျိုးသမီးရဲ့နေနံပါညာပေါ့ဗျာလိုအပ်တဲ့ဟာတွေနဲ့ပေါင်းစည်းပြီးတော့သူတောင်းပါပေါ့ဗျာသူမိန်းကမရဲ့ဒီသွားပြီးတော့အလုံးအပ်တဲ့မိန်းမရဲ့လိုအပ်တဲ့အရာတွေသူတောင်းတယ်ဗျာတချို့ဆိုရင်ယာတီသွေးတွေတောင်းတယ် တချို့ဆိုရင်တခြားတခုခုတောင်းတော့ဗောဗျာတောင်းပြီးသွားရင်အဲ့ဒီဥစ္စာနဲ့သူကစီမံရတယ်စီမံတဲ့အချိန်မှာစောစောလိုမျိုးစီကတည်တဲ့လူရဲ့ခန္ဓာကထွက်တဲ့စီအရိအစီနဲ့စောစောလှုပ်ချင်တဲ့မိမရဲ့ခန္ဓာကထွက်တဲ့အရာဝိတုတခုဘောနော်အဲအဲ့ဒါနဲ့ပေါင်းတာတချို့ယာတီများသောအားဖြင့်သူတို့ပြောတော့ယာတီတွေးလို့ပြောတယ် ရာသီသွင်းနဲ့ပေါင်းတယ်ပေါင်းပြီးသွားတာ ਨੇ အများကြီးတော့မဟုတ်ဘူးနည်းနည်းပေါ့ဗျပေါင်းလိုက်တယ်ပေါင်းပြီးသွားတာ ਨੇ အများကြီးမဟုတ်နည်းနည်းပေါ့ sorry ကျွန်တော်လည်းအတိအကျတော့မသိဘူးအများကြီးတော့မဟုတ်နည်းနည်းတောင်းတာလားအဲ့တော့ရာသီသွင်းဆိုတော့ရာသီသွင်းပေါ့နော်အဲ့တော့အဲ့ဒါ ਨੇ ပေါင်းလိုက်တယ်ပေါင်းပြီးသွားရင်တော့ဘာလို့ရလဲဆိုတော့အမျိုးသမီးကသူ့ရဲ့ private pass မှာလိမ့်ရတယ်ခန္ဓာမိမပို့ စီးကုံရဲ့နောက်တော့မိမဖို့ရဲ့နောက်တော့ဒီပေါင်ကြံနေမှာချွေးချွေးတွက်ကြနိုင်တဲ့နေရာလို့ပေါ့အဲ့ဒီမှာလိမ့်ရတယ်လိမ့်ပြီးသွားတာ ਨੇ မလုပ်ရလဲဆိုတော့အဲ့ဒါမတိုင်ခင်မှာဒီအရေးအရေးကြီးတဲ့နံပါတ်1အချက်တစ်ခုရှိတယ်အဲ့ဒါပါလဲဆိုလုံးအဲ့ဒါကိုလုံးမဲ့မိန်းမဟာယာဒီလာတဲ့အချိန်မှာယာဒီသွေးခံတဲ့အချိန်မှာ तू က ီထမိန်ပေါ့နော်ပေထားတဲ့ထမိန်ပေါ့ဗျာအဲ့ဒီထမိန်ကိုတဲ့တိမ့်ထားမလျှော်အောင်ဒီညစ်ပတ်နေတဲ့ထမိန်ကိုဒီတိုင်းတိမ့်ထားတယ်နောက်ပြီးသွားရင်ဆီယာမပေးလိုက်တဲ့စီကိုသူ့ရဲ့မိမဖိုရဲ့စီးခုံနေရဲ့ဒီချက်အောက်ပိုင်းနော်ဒီပေါင်ချံနေပါလိမ့်မှာပေါင်နေပါလိမ့်မှာလိမ့်ရတယ် လိမ့်ပြီးသွားရင်သူကထမင်းကိုတဲထမင်းကိုတဲလို့ထမင်းကနပ်ပြီးဆိုအငွေ့တယ်လို့ထားနေပြီဗျအဲ့တော့ထမင်းကိုကိုခလေမှာထားဒီဘက်မှာဖိုခနောက်ဒီဘက်မှာဖိုခနောက်ဟိုကျွန်တော်တို့အိမ်သားထိုင်တယ်လို့နော်ဗမာအိမ်သားထိုင်တယ်လို့ထိုင်မယ်ဆိုရင်ကိုယ့်ရဲ့တစားကိုယ့်ရဲ့မိမဖိုရဲ့အောက်ဒီချွေးကြနိုင်မဲ့နေရာမှာထမင်းအိုးကိုထားရတယ်အဲ့တော့ လူကဒီမှာထိုင်မယ်ဆိုရင်လူကဒီလိုထိုင်မယ်ဆိုရင်ထမင်းအိုးဒီအောက်မှာပေါ့ဗျာအဲ့တော့မှဒီကနေချွေးရအောက်ကိုအဆက်ကြဒီလိုမျိုးသူဆက်ဆက်ကြဖို့တော့ကိုပြီးသွားရင်အဲ့လိုအပူနော်သမီးအုပ်ကူကအငွေထားနေတဲ့ဟာဘောကနေဘေးကနေဟိုဘက်ဒီဘက်အုတ်ခဲ၃လုံးနဲ့ဒီဘက်အုတ်ခဲ၃လုံးဒီဘက်အုတ်ခဲ၃လုံးအဲ့ဒီအုတ်ခဲတွေမှာလည်းတို့စီမံပေးထားတဲ့အင်းစာရွက်ထည့်ပြီးတော့နင်းရတယ်အဲ့အင်းစာရွက်ကိုတို့ကနင်းရတယ်နင်းပြီးတော့အမှငုတ်ထိုင်ရတယ်ထိုင်ပြီးသွားရင်အဲ့ဒီ တို့ပေးထားတဲ့အင်းဟိုစီမံထားတဲ့ဥစ္စာကိုပါဇက်တဲမှာငုံသားရတယ်ငုံသားပြီးတော့ရင်အဲ့ဒီဆော့ဆော့ရာဒီသွေးနဲ့မတန်မရှင်းဖြစ်နေတဲ့ထမင်းကိုခေါင်းမူးချုံခြုံပြီးတော့ဆော့ဆော့လို့ထမင်းအိုးအထွက်လာတဲ့အပူကိုခံရတယ်အပူကနဲ့ကျမဒီခန္ဓာကိုယ်တစ်ခုလုံးကချွေးတယ်ဗောနောဒီအပေါ်ကနေတခါတည်းစီးပြီးချွေးရခန္ဓာကိုယ်ကနေဆင်းရင်ပြီးတော့ဒီမိမဖိုးကနေဖြတ်ပြီးတော့တခါတည်းဒီထမင်းအိုးတော့ကြာ ဒီသမယောဇဉ်ကိုကြာ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 ပြီးတော့ရင်ဟိုဘယ်လိုမှမဲ့တော့သမတ်သူတို့သမတ်နဲ့အတိုင်းသာကုရရှိမှာပေါ့ဗျာနော်အဲ့ဒါပြီးတော့ရင်သမင်းကိုယောက်ျားကိုကျွေးလိုက်ဒီသမင်းကိုယောက်ျားကိုကျွေးအဲ့တော့ဒီသမင်းစားလိုက်တဲ့ယောက်ျားကဟိတ်ဆိုဟိတ်နှိတ်ဆိုနှိတ် ဟာထားရနေစီရတော့ရုပ်သေးရုပ်ဘဝကိုမကြခင်မှာရောက်ရှိတော့ပါတယ်တဲ့အဲ့တော့မိမတွေကမစကားတော့ပြောစရာမလိုဘူးတဲ့အဲ့ဒီသမီးကျွေးသားတဲ့ယောက်ျားဒီလိုမျိုးဆောင်းသိုးပြီးဒီလိုတစ်ချက်ချိလိုက်တာနဲ့အဲ့ဒီယောက်ျားကအဲ့ဒီမှာအယုတ်ကျိုးပြက်ပဲအဲ့ဒါလောက်ဒီစွန်းနေပြောတယ်ဆရာပေါ်မူတည်တယ်တဲ့နော်ဆရာစွန်းရင်စွန်းတယ်လို့ပေါ့နော်အဲ့တော့ ပြောရတာပြောရတာလဲမိမတွေကိုလဲအဖြစ်လဲမပြောရဲဘူးပြန်နော်ကိုယ်မွေးထားတဲ့မွေးမိခင်ကျွေးစုရှင်ကလည်းမိမမိမတည်တဲ့ကမိမတယောက်ဖြစ်တယ်အဲ့တော့ယောက်ျားတွေလည်းပဲယောက်ျားတွေအလျောက်ယုံညံ့တဲ့ယောက်ျားတွေစိုးသွမ်းတဲ့ယောက်ျားတွေလောကမှာအများကြီးရှိတယ်တာဝန်မကျတဲ့ယောက်ျားတွေ အောက်တန်းကြတဲ့ယောက်ျားလေးမိန်းမတွေရိုက်နှက်တဲ့ယောက်ျားလေးအများကြီးရှိတယ်အဲ့တော့အတ္တိသောသောပြောတဲ့နာစီကံကံဆိုတဲ့အရာကလေးမျိုးသောအရာကိုအလုံးလုံးတယ်တဲ့နံပါတ်၁လင်းယောက်ျားကခိုင်းတာကိုမလုပ်တော့လို့စကားနာမတောင်းတာလို့ဟုတ်လားမိန်းမဟိုဘယ်လိုပြောမလဲဆိုပြမိန်းမစိတ်ညစ်ညောင်ပြဘယ်တော့မှမိန်းမစကားနာမထောက်သူထင်ရဆိုင်တယ်ပြသဘောပေါက် အဲနောက်တော့အလုပ်လုပ်ပြီးပတ်စံမအပ်တာတော့ဗောအဲ့လိုမျိုးအခြေအနေကြီးလဲအတုံးချလို့ရတယ်နံပါတ်2ကတော့ခြံခုံတယ်ဗောခြံခုံတဲ့နွားဗောဗျာသိတယ်မလားဟိုကျိုးတင်းတင်းချီမဲ့ဆိုတော့အထာမျိုးဗောနော်ခြံခုံတဲ့နွားတွေကိုလည်းထိန်းတဲ့နေရာမှာတုံးနေတဲ့နံပါတ်3ကတော့စောစောလိုမျိုးမိမကိုရိုက်နှက်ပြီးတော့နှိမ့်ဆက်ပြီးတော့တင်းမှာအရန်ခတ်ထန်ကြမ်းတမ်းတဲ့ယောက်ျားတွေကိုခါတဲ့ မျက်စိနဲ့ဒီလိုကြည့်လိုက်တာနဲ့အဲ့ဒီတော့မှဒူးတော့ဝီထိုင်သွားအောင်အောင်ကိုချို့လို့ရတယ်တဲ့နောက်တစ်ခုကတော့ဗျာခိုင်းစားဖို့ခိုင်းစားဖို့ဆိုတော့ကိုယ်လင်ယောက်ျားဟုတ်သည်ရှိရှိမဟုတ်သည်ရှိရှိပေါ့နော်ဒီယောက်ျားကငွေရှာကောင်းတယ်ဆိုရင်အဲ့လိုမျိုးနာစီကံကံကျွေးပြီးွားရင်အဲ့ဒီကောင်ကအဲ့ဒီကောင်မရဲ့အပြောအဆို အမကျမဖြင့်ဗာလေးလိုချင်တယ်ကျမဖြင့်ဟိုဟာလေးလိုချင်တယ်ဘောနော်ဟိုဟာလုံပေးတာကိုဒီဟာလုံပေးပါ तू လိုတာကိုခိုင်းလို့ရတယ် तू ရလင်ယောက်ျားမဟုတ်လည်းပဲဥမာတဘောကတော့ဗျာတဘောပြောပြတာဘောနော်အိမ်မှာယောက်ျားတယောက်ရှိတယ်ဗျာဟဲ့လားအမယောက်ျားဖြစ်ရင်ဖြစ်မယ်ညမယောက်ျားဖြစ်ရင်ဖြစ်မယ်အဲ့တော့မိခိုးပြီးနေရတော့ အမအရန်ဩဇာပြရင်ညီမလုံးတဲ့လူအဲ့လိုမျိုးယောက်ျားလုံးတဲ့လူနာစီကန်ကန်ကျွေးပြီးဝါရတိရမှာအမစီကဝိုက်သွားတာတိအမထပ်ပို့ပြီးညီမစကားကိုယောက်ျားနားထောင်တာမျိုးအဲ့ဒါမျိုးဇလန်းလေးရှိတယ်အဲ့တော့ကျေးဇူးပြုပြီးတော့ညီကောင်မညီမတို့ထဲမှာညီမတို့အမတို့ဒီလိုမျိုးယုံညံ့တဲ့လုံရက်တွေဒီလိုမျိုးအောက်တန်းကြတဲ့လုံရက်တွေ ဒီလိုမျိုးဒီဘဝမှာကိုတည်ဆုံးပြီးမှနောက်ဘဝမှာကိုခံစားရမယ့်အလုပ်မျိုးတွေကိုမရွေးချယ်ကြပါနဲ့ပြောနော်။ယောက်ျားလေးတွေလည်းကိုယူထားတဲ့မိန်းမတွေပေါ်တန်းနိုင်တယ်လို့ပြော။အကောင်းဆုံးဖြစ်အောင်နော်ယောက်ျားပိတာပြီးတော့ရှာဖွေကျွေးမိကြပါလို့ကြံပေးခြင်းနဲ့ပြောခြင်းနဲ့နောက်တစ်ခုကယောက်ျားလေး တဲ့ဆိုင်မိမတွေကိုပြောချင်တော့ကျွန်တော်ကယောက်ျားတယောက်ဖြစ်နေတယ်ဆိုတော့ကျွန်တော်မိမတွေကိုပြောချင်တယ်အတိပေးချင်တယ် message တခုရှိတယ်ဒီမှာပေးလာယောက်ျားတယောက်ဘာကြောင့်ခြံခုံတယ်ယောက်ျားတယောက်ခြံခုံဖို့တော့အချက်နှစ်ချက်ပဲရှိတယ်နော်နံပါတ်၁အချက်တစ်ချက်ကကိုယူထားတဲ့မိမတွေအမြဲတမ်း ခုနာဆိုင်ကုံယောဂတဲ့ဖြစ်နေရင်ဒီယောက်ျားဒီတစိမ့်မိမစီမှာပျော်ပါတယ်နံပါတ်1ကိုယူထားတဲ့မိမအာအာချမ်းရှာချမ်းဟာလာဘလူးဆိုင်တီဗီဘလူးကကနေရင်ဒီယောက်ျားဒီတခြားနေရာမှာตายရတယ်အဲ့တော့ယောက်ျားဘာကြောင့်ခြံကုန်လဲဆိုတာကိုကိုကိုအရင်ပြန်ကြည့် မိမလေးကအမြဲတမ်းကျွန်တော် mess mess ဟို social media ကိုအများများတော့ပြီငါဘလောက်ပဲကောင်းအောင်နေသည်ငါဘလို့ပဲလုံးလုံးဒီချန်ခုံနဲ့တော့တော့ခုံသွားလို့ပဲမှန်တယ်ခုံနေယောက်ျားသိန်းလိုလိုချန်ခုံနေတချို့ယောက်ျားလေးဆိုမိမတယောက်ထဲနဲ့မဝဘူးနှစ်ယောက်သုံးယောက်လိုချင်တယ်အမေယောက်ျားတိုင်းတရားမှာ69ယောက်သောယောက်ျားများသည်ခမည်းကိုမိမလို့တတ်မှတ်ပြီးတော့ မယားပါဆိုပြီးလူလူပောင်းဝင်ကြမှာကျွန်တော်ရဲ့မယားပါဆိုပြီးအိမ်ပေါ်မှာတင်သားပြီဆိုကြဲကခမည်းနံပါတ်တိဖို့ကဘယ်ယောက်ျားမှနွားမျက်စောင်းတွေတော့မဟုတ်ဘူးမိမိရှာစာကိုဟာလာပေးရကမ်းမယ်တရားဝင်လင်းဇနီးမယားပါဆိုပြီးတော့အိမ်ပေါ်တင်သားပြီပြီအဲ့တော့ ကိုလင်ကိုလင်ကိုကိုကြည့်လေငါတို့ဘာမပေးနိုင်လို့သူဟိုမှာသွားယူနေတာလေဟုတ်တယ်မလားခမည်းလည်းမိမခမည်းမလည်းအပေါ်ဝင်ပေါ့ဒါပဲပါတာဟိုဘက်ကလည်းမိမသူ့မှာအပေါ်ဝင်ပေါ့ဒါပဲပါတာအဲ့တော့ခမည်းကိုထားပြီးဟိုမိမရဲ့စီကိုသွားစားနေတယ်ဆိုဟိုမှာဘာတွေကျွေးနေလို့လဲဟိုမှာဘာတွေပို့ပြီးရနေလဲဟိုမှာဘာဖြစ်လို့ပို့ပြီးကောင်းနေဘာမှမဖြစ်လို့ပို့ပြီးตายရနေလဲမိမိကိုယ်ကိုပြန်စမ်းစစ်ကြည့်ပါ ဟုတ်ပြီလားဒီလိုပဲကျွန်တော်ယောက်ျားတွေလည်းငါတယောက်လုံးရှိနေငါမိမနောင်မီလင်းွားတယ်ငါမိမလင်းလင်းငယ်နေတယ်ဆိုရင်ကိုယ့်ကိုယ်ကိုအရင်ကြည့်ရမယ်ဟာငါဘာဖြစ်နေတာလဲငါမိမငါမပေးစွမ်းနိုင်တော့ဘူးလားငါဟာပဲငါဟာပဲချုံရင်းနေပြီလားငါဘာဖြစ်နေပြီလဲဟုတ်တယ်မလားငါပဲဆိုင်မပြေတော့တာလားငါပဲယောက်ျားမပြီးသားတော့ဘူးလားကိုယ့်ကိုယ်ကိုအရင်ဆန်းစစ်ရမယ်ပြီးမှဒီမိမဟာဘာလို့အပ်တာလဲဆိုတော့သူ့ agent ကိုဟိုမိမ ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်အရင်ဆုံးတယောက်ကိုတယောက်ညှိနှိုင်းပြီးတော့တယောက်နဲ့တယောက်လိုအပ်တာတွေကိုတိုင်ပင်ပြီးတော့ adjust လုပ်ပါမရရင်အကောင်းဆုံးကလမ်းခွဲလိုက်ပါအကောင်းဆုံးပဲသာဘလို့မှဆက်ပြီးမပေါင်းသင်းနိုင်တော့ဘူးဆိုရင်လမ်းခွဲလိုက်ပါကြောက်တော့ဆေးဝါးတွေနဲ့အောင်းလန်းတွေနဲ့ဘာတွေနဲ့လှုပ်ပြီးွားရင်ဒီဘဝမှာလည်းနော်အ ဒုက္ခဒုက္ခကိုရင်ဆိုင်ရသလိုနောင်ဘဝမှာလည်းခင်ဗျားတို့ဖြစ်လာနိုင်မယ်ခက်ခဲတယ်အဲတော့မကောင်းမှုကျွေးစုပြုပြီးတတ်နိုင်သလောက်ရှောင်ကြဉ်ပါလို့ပြောရင်လည်းညီကိုတို့ညီမတို့ဒီနေ့ရလာတဲ့အသိပညာလေးတစ်ခုကိုရှယ်ယာရင်းလုပ်လိုက်ခြင်းဖြစ်တယ်။ဦးပြောတဲ့စကားထဲမှာညင်နန်းတာတွေပါတဲ့အတွက်ကျေးဇူးပြုပြီးတော့ တောင်းပန်ပါတယ်တိခံပြီးတော့နားလဲပြီးတော့နားတောင်းပေးပါလို့နော်ပြီးတော့ဒါမျိုးတွေကိုလည်းမင်းကလေးမလုပ်ကြပါနဲ့လို့နော်တိုက်တော့ပါတယ်အားလုံးပဲဒီနေ့ကိုကျွန်တော်ရဲ့ sharing ကိုဒီမှာပဲရလိုက်ပါတယ်နောက်နေ့နောက်နေ့တွေမှာကိုလိုမျိုးကိုရလာတဲ့အသည့်ပညာလေးတစ်ခုကို ထပ်ပြီးတော့ sharing လုပ်ပြီးမယ်မျှဝေပြီးမယ်အားလုံးပဲမင်္ဂလာပေါင်းစပ်ပြည့်စုံကြပါစေ။ Bye bye. Yes.